ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေကစိတ်ဝင်စားဖို့ရသတင်းချုပ်ကိုကောက်လို့ဖော်ပြတဲ့အချိန်ခါကိုရောက်လွလာပြီဖြစ်ပါတယ်ဒီတစ်ပတ်မှာစိတ်ဝင်စားမှုရှိဆုံးသတင်းကရုရှားအတွင်းဘက်ကလေတပ်စခန်းမှာရပ်ထားတဲ့တိုက်လေယာဉ်တွေကိုယူကရိန်းကဒရုန်းသုံးပြီးတိုက်ခိုက်ခဲ့တဲ့သတင်းပါပဲဇွန်လတရက်မှာဖြစ်ခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုဟာယူကရိန်းကတနည်းနဲ့6လကျော်အချိန်ယူစီစဉ်ခဲ့တယ်လို့ဆိုပါတယ်ပင့်ကူအိမ်လိုအမိပေးထားတဲ့ဒီစစ်စင်ရေးကို ဗိုလ်ချုပ်ကြီးဗာစီမာယော့ကဥဆောင်ခဲ့တာဖြစ်ပြီးစစ်ရေးစတင်ချိန်မှာတမရဇီလင်စီကိုတိုင်ကြီးကြပ်ခဲ့တယ်လို့ဆိုပါတယ်။ဒရုန်းယာဉ်နဲ့ချီကတုံးတဲ့ဒီတိုက်ခိုက်မှုကိုရုရှားလေကြောင်းယာဉ်ကာကွယ်ရေးစနစ်တွေထောက်လန်းလို့မရအောင်ပြင်းမှန်အနည်းအထိဒရုန်းတွေကိုရွှေ့ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒရုန်းတွေကိုကွန်တိန်နာထဲထည့်ကကွန်တိန်ရီတွေနဲ့ပြင်းမှန်အနည်းအထိရွှေ့ပြီးတိုက်ခိုက်ချိန်မှာကွန်တိန်နာအမိုးဖွင့်လို့ဒရုန်းတွေလွှတ်တင်ခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့် Equis Ivanovo Mamas ရာဇန်နဲ့အာမှုဒေတာကလီဒါစကန်းတွေက A50 ရေဒါထောက်လှမ်းဤလေယာဉ်မာဗျူအမြောက် TU95 TU22 M3 TU160 လေယာဉ်တွေအပါအဝင်ဗျူဟာမြောက်လေယာဉ်စုစုပေါင်း40တစ်စင်းပျက်စီးခဲ့ပြီးဒေါ်လာ9ဘီလီယံနီးပါးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းရဲ့တမိုင်းဝင်အထူးစစ်စင်ရေးအပြီးလီတူရေးနီးယားနိုင်ငံမြို့တော် Vinnyas မှာကျင်းပတဲ့ဘူကာရက်အဖွဲ့ဝင်9နိုင်ငံနဲ့ Nordic နိုင်ငံများထိပ်သီးဆွေးနွေးပွဲမှာ Zelensky ကမိန့်ခွန်းပြောခဲ့ပါတယ်။ Ukraine is doing its part and I am grateful to all partners who are doing theirs and we must act as one united Euro-Atlantic community the NATO summit in June is the right place and the right time to send a clear message Russia will not get anything from this war strong decisions are needed decisions for europe not for putin ဒါပြင်အဲ့ဒီဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာဇီလန်စကီးက drone to စစ်ဆင်ရေးကြောင့်ရုရှားစိတ်သူဒေါ်သာထွက်မှာကိုဘယ်သူကမှဂရုမစိုက်ဘူးလို့ပြောခဲ့ပါတယ် The uh, Russians will be ready for some productive meetings, and uh, but we we always have to count on on some decisions. For us, very important is. ကာရိုလိုင်းလေဗစ်ကတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးရမှာတမရာထရန့်ပြောတဲ့စစ်ပွဲအဆုံးသတ်ဖို့လိုနေပြီဆိုတာကိုပြောခဲ့ပါတယ်။ရုရှားနိုင်ငံသားကြီးဒုတိယဝန်ကြီးဆာဂေးယာကော့ကတော့ယူကရိန်းရဲ့ဒီတိုက်ခိုက်မှုကိုအမေရိကန်နဲ့ပြည်ထောင်ဘက်ကအပြင်းထန်ကန့်ကွက်တုံ့ပြန်မှုလိုမယ်လို့ပြောခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့်တင်းမာမှုတွေမြင့်တက်နေချိန်ဇွန်လ၄ရက်မှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တမရာထရန့်တို့တနအီကျော်ကြာဖုန်းဆက်တကားပြောခဲ့ပါတယ်။ ဒီပြောဆိုမှုထဲမှာမဟာဗျူဟာမြောက်ဒရုန်းတိုက်ခိုက်မှုတွေ EN နျူကလ িয়ার စွန်းနေပွဲတွေပါဝင်ပြီးပူတင်ကရုရှားလီဒါစကန်ကစစ်လီရင်တွေကိုတိုက်ခိုက်ခံရမှုအတွက်ယူကရိန်းကိုကြီးမားတဲ့လက်တုံ့ပြန်အားလိမ့်မယ်လို့ထရန့်ကပြောခဲ့ပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူမှာဇွန်လ2ရက်ကစတင်ကျင်းပနေတဲ့ရုရှားယူကရိန်းစွန်းနေပွဲကလည်းအကျဉ်းသားလဲလှယ်မှုတွေကလွဲပြီးတိုးတက်မှုမရှိဘဲပြီးသွားခဲ့ပါတယ်။ဒီစွန်းနေမှုမှာရုရှားဘက်ကတဖက်သက်ကြတဲ့တောင်းဆိုမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီထဲမှာယူကရိန်းစစ်တပ်ကိုရှော့ချဖို့နဲ့ ယူကရိန်းပိုင်နက်ကိုရုရှားပေးဖို့တွေပါဝင်နေဆိုပါတယ်။အမေရိကန်နဲ့အီရန်တို့ဆွေးနွေးနေတဲ့ယူကရိန်းရသဘောတူညီချက်ကတော့နောက်ဆုံးအခြေအနေကိုရောက်နေပါတယ်။အမေရိကန်ရဲ့နောက်ဆုံးအဆိုပြုချက်ဟာအိုမန်ကတဆင့်အီရန်နိုင်ငံသားရဲ့ဝင်ကြီးလက်ခံရရှိရာ ဖြစ်ပြီးအဆိုပြုချက်ဟာလက်ခံနိုင်စရာမရှိဘူးလို့ပြောခဲ့ပါတယ်။အမေရိကန်ရဲ့အဆိုပြုချက်ကိုဂျပန်အတွင်းမှာတင့်တော်သလိုတုံ့ပြန်ပေးသွားမယ်လို့လည်းဆိုပါတယ်။အစိုးပိုင်းကတော့အမေရိကန်ဘက်ကနေအီရန်နျူကလ িয়ার သဘောတူညီချက်ကိုမရရင်တိုက်ခိုက်မယ်လို့ချိန်ချောက်ထားတာရှိနေလို့ အခြေအနေကစစ်ပွဲနောက်တစ်ဝက်ရုပ်ကြီးဖြစ်လာနိုင်တဲ့အနေအထားပါပဲဒီတစ်ပတ်ဟာစစ်ရေးဆိုင်ရာသတင်းတွေနဲ့လာမကနိုင်ငံရေးသတင်းတွေလည်းရှိနေခဲ့ပါတယ်ဇွန်2ရက်စကော့တလန်ဂလတ်စကိုမြို့သတင်းလာရှင်းလင်းပွဲမှာဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကဗြိတိန်စစ်တပ်ဟာစစ်ပြင်ဆင်ခြင်းအနေအထားကိုပြောင်းလဲနေပြီလို့ပြောခဲ့တယ်လို့မဟာဗျူဟာတိုက်ခိုက်ရေးရင်ငုတ်တင်ပေါ်ဆက်နှစ်စင်တိဆောက်သွားမယ်လို့ကြေညာခဲ့ပါတယ်ဂရီးနဲ့ဘော်တစ်ပင်လယ်မှာအမေရိကန်ဦးဆောင်တဲ့နေတိုးစီရေးလေကျင်းမှုတွေကိုဒီတစ်ပတ်ပြုလုပ်ခဲ့ပါတယ် ဂရိနိုင်ငံအရှိမြောက်ပိုင်းဇန်တီမာဇွန်၄ရက်နေ့ကစခဲ့တဲ့စည်ရေးလေ့ကျင့်မှုမှာအမေရိကန်မဟာမိတ်တွေနဲ့ဒေတာရင်းကတပ်ဖွဲ့ဝင်2500ကျော်ပါဝင်ခဲ့ပါတယ်။ပိုလန်သမ္မတရွေးကောက်ပွဲမှာတော့ကိုဇာဗေးတီဝါရီကာရူနာဘလူးစကီအနိုင်ရခဲ့လို့ပိုလန်နိုင်ငံသားရေးမူဝါဒတစုံတရာအပြောင်းလဲရှိလာနိုင်ပါတယ်။ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာတော့အတိုက်ခံပါတီခေါင်းဆောင် EG မြောင်ရွေးကောက်ခံရပြီးတောင်ကိုရီးယားစီးပွားရေးပြန်လည်ဦးမော့လာဖို့နဲ့ဒီမိုကရေစီပြန်လည်ထွန်းကားလာဖို့ကြိုးစားမယ်လို့ကျန်းသစ်စာကြေညာပွဲမှာကတိပေးခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့မြန်မာပါဝင်19နိုင်ငံကိုပြည်ဝင်ငင်းပိတ်တဲ့တားမြစ်အမိန့်ထုတ်လိုက်ပြီး Harvard တက္ကသိုလ်မှာနိုင်ငံသားအကြောင်းသားအသစ်တက်ရောက်ခွင့်6လတားမြစ်တဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အင်ဖြူတော်ရဲ့စာတမ်းဆောင်မှာတော့ Harvard တက္ကသိုလ်ဟာ တရုတ်ကွန်မြူနတီပါတီအကြီးအကဲတွေအတွက်ထိတ်တန့်ပြည်ပပညာရေးအင်စတီကျူဖြစ်နေတယ်လို့ဆွဆွဲဖော်ပြထားပါတယ်။အိန္ဒိယနိုင်ငံဗန်ဂါလူယူမြို့မှာခရစ်ကတ်ချန်ပီယံအသင်းအောင်ပွဲခံချိန်လူအုပ်တိုးဝေမှုကြောင့်၁၇ဦးထက်မနည်းသေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခုဇွန်လ၄ရက်မှာဖြစ်ခဲ့တယ်ဆိုတာဖော်ပြရင်းယခုတစ်ပတ်နိုင်ငံတကာသတင်းကောင်းထုတ်ဖော်ပြမှုကိုဒီမှာပဲရက်လိုက်ချင်ပါတယ်။